ာရခတက်တိုအေဟာကြောက်ဖြူမြို့နေတစ်ခုလုံးကိုစီးရဲအရထိန်းရှုပ်တာဖြစ်စေမထိန်းရှုပ်တာဖြစ်စေစီမံကိန်းတွေရဲ့အနာဂတ်ဟာအေလက်ထဲမှာပဲရှိတယ်လို့ရခိုင်ရေနံစောင့်ကြည့်ရဲ့အဖွဲ့ Argan Oil Watch ကတုံ့တက်ထားပါတယ်။အေအေအနေနဲ့စီမံကိန်းတွေအပါအဝင်ကြောက်ဖြူမြို့နေတစ်ခုလုံးကိုအပြည့်အဝသိမ့်ပိုက်မယ်ဆိုပါကလက်ရှိမှာအနာဂတ်စီမံကိန်းတွေအတွက်သဘောတူစာရှုပ်တွေ ဘဏ္ဍာငွေအစုရှယ်ယာသဘောတူညီမှုတွေနဲ့အခွင့်အခကိစ္စရပ်တွေကိုပါပြန်လည်ဆွေးနွေးနိုင်မယ့်အခြေအနေတရက်ကိုရောက်ရှိသွားမယ်လို့လည်းဆိုထားပါဗျ။စစ်ကောင်စီနဲ့အေအေတို့ဟာ2025ခုနှစ်ဖေဖော်ဝါရီလတတိယသတင်းပတ်ကစပြီးတော့ကြောက်ပြူမျိုးနဲ့စေမိုကျေးရွာဥကင်နဲ့ဂရက်ထိန်စားတဲ့ကျေးရွာအနေနဲ့ တညဝတီရေတက်ဌာနချုပ်အနေမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီတပ်ဟာကြောက်ဖြူဒေသအတွင်းမှာဒရုန်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းတိုးမြင့်လာတယ်လို့အဲ့ဒီအစီရင်ခံစာကဆိုထားပါတယ်လက်ရှိအေဟာစစ်ကောက်စီရဲ့ရေတက်စကန်နဲ့ရေတက်ဖွဲ့စကန်အနေကရှင်းတန်းကင်းစကန်တွေကိုတိုက်ခိုက်လာခဲ့ပြီးကြောက်ဖြူမျိုးနဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေကိုတော့တိုက်ခိုက်တာမရှိပါဘူး။ဒါပေမဲ့အေဟာကြောက်ဖြူကပိုင်လိုင်းလန်းကြောက်ရဲ့တစိမ့်တစ်ပိုင်းနဲ့ အမ်းမျိုးနယ်အတွင်ကပိတ်လိုက်လမ်းကြောင်းတစ်လျှောက်လုံးကို ထိန်းချုပ်ထားတယ်လို့ AWO ကဆိုထားပါဗျ။